မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့လည်းကင်းဒရင်နေကိုတင်ဆက်ပြပါမယ်ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာနေတဲ့သူတွေကြောင့်နိုင်ငံခြားငွေဈေးတွေမြင့်တက်နေတာဆိုပြီးအကြက်ဖက်မေအွန်လိုင်းကအပြစ်တင်ပြောဆိုသွားပြန်ပါတယ်ကချင်ပြည်နယ်ပမော်မြို့မှာ KIA ကပြစ်ချလိုက်လို့စစ်ရဟတ်ရင်တစည်းထိမှန်ပြတ်ချသွားတာကိုတပ်ပုံဗီဒီယိုမှတ်တမ်းတွေနဲ့တကွာတော်လိုင်းတက်တွေကထုတ်ပြန်ထားတာတော့ ဆက်ချိုရင်ပြီးပြက်ကြတာဖြစ်တယ်လို့အကြဖက်စကောက်စီကသူတို့ရဲ့ထုံးစံအတိုင်းလိမ့်နေထုတ်ပြန်လာတဲ့သတင်းပါဝင်ဒီနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုဘရော့ဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်ပကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာနေတဲ့သူတွေကြောင့်နိုင်ငံခြားငွေဈေးတွေမြင့်တက်နေတာဆိုပြီးအကြမ်းဖက်မင်းအောင်လိုင်းကအပြစ်တင်ပြောဆိုတွားပြန်ပါတယ်ဒါကတော့ယမန်နေ့ကနေပြည်တော်မှာပြုလုပ်ထားတဲ့စစ်ကောင်စီအစည်းအဝေးရဲ့ဒုတိယနေ့မှာအကြမ်းဖက်မင်းအောင်လိုင်းကိုယ်တိုင်ပြစ်တင်ပြောဆိုတွားတာဖြစ်တယ်လို့သိရပါတယ် ဲ့ဒီမှာအကြံဖတ် main online ပြောသွားတဲ့အတဲ့လက်ရှိမြန်မာနိုင်ငံမှာ73ဇီနဲ့ပတ်သက်ပြီးနှစ်စဉ် American Dollar 5 billion ဘိုးလောက်ကိုနိုင်ငံခြားကနေ73ဇီတွေဝယ်နေရတဲ့အကြောင်းအဲ့လို73ဇီတင်သွင်းမှုကို short ချဖို့လျှက်စစ်ကတင်သွင်းမှုကိုခွင့်ပြုပေးထားပြီးမယ်လေနိုင်ငံခြားငွေလိုအပ်ချက်တွေကရှိနေတဲ့အတွက်ကန့်သက်ချက်တွေရှိနေတဲ့အကြောင်းကုန်သွယ်မှုတွေပါလေလူငွေအနှုတ်လက္ခဏာသာဖြစ်နေတဲ့အပြင်တစ်ဖက်မှာလည်းပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာနေတဲ့သူတွေကြောင့်နိုင်ငံခြားငွေသုံးစွဲမှုတွေများနေတဲ့အတွက် နိုင်ငံသားငွေဈေးတွေပါမြင့်တက်နေရတာဆိုပြီးအကြမ်းဖက်မဲအွန်လိုင်းကအပြစ်တင်ပြောဆိုသွားပြန်တာဖြစ်ပါတယ်။ဒီလိုမဲအွန်လိုင်းရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး UMCCI ရဲ့စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ပြည်တွင်းမှာနိုင်ငံသားငွေလိုအပ်ချက်ရှိတဲ့ကိစ္စဟာသူတို့စစ်တပ်ကအာဏာသိမ်းပြီးကတည်းကဖြစ်လာတဲ့ကိစ္စကရှင်းနေတယ်လို့နိုင်ငံသားယင်းနှမှုနဲ့မှုတွေဆိုရင်သူတို့စစ်တပ်အာဏာသိမ်းပြီးကတည်းကတခုပြီးတခုထွက်သွားတာဟာအခုဆိုဘာမှတော့သိမ့်မကြံတော့ပဲလက်ရှိမှာတင်တီလိုဝါစိတ်ကန်းတဲ့စက်မှုဇုံကနေဂျပန်ကုမ္ပဏီတွေက ထတ်ထွက်ဖို့လုံနေကြပြီဖြစ်တဲ့အတွက်ပြည်တွင်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိတော့သူတို့လိုသလောက်ဒေါ်လာအဝင်မရှိတဲ့သဘောဖြစ်ပြီးတစ်ဖက်မှာလည်းပြည်တွင်းမှာတွင်းကုံမှန်သမျှကိုသူတို့စစ်တပ်ကပဲအကုန်ပိတ်ထားတဲ့အတွက်စီးပွားရေးတစ်ခုလုံးကတန့်နေပြီးပြည်တွင်းမှာငွေရှိသူမှန်သမျှဟာရှိသမျှပိုင်ဆိုင်မှုကိုအ ਨੇ စုံထိုင်းနိုင်ငံလောက်အထိနီးလန့်မျိုးစုံနဲ့လှည့်ထုတ်သွားကြတာဖြစ်တဲ့အတွက် အကုန်လုံးကိုချုပ်ပြီးပြောရရင်လက်ရှိပြည်တွင်းစီးပွားရေးအခြေအနေကသူတို့စစ်တပ်ကအာဏာသိမ်းမှုကြောင့်ပဲအဖက်ဖက်မှပြိုလဲနေတာဖြစ်တယ်လို့ UMCCI ရဲ့စီးပွားရေးလုပ်ငန်းရှင်တဦးကတုံ့သက်ပြောဆိုထားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ဗမော်မြို့မှာ KIA ကပြစ်ချလိုက်လို့စီရဟရင်ဒစီထိမှန်ပြတ်ကျသွားတာကိုဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေနဲ့တကွာတော်လိုင်းရေးတပ်တွေကထုတ်ပြန်ထားတာတော့ဆက်ချိုရင်မီပြတ်ကျတာဖြစ်တယ်လို့အကြက်ဖက်စစ်ကောင်စီကသူတို့ရဲ့ထုံးစံအတိုင်းလိမ့်လဲတဲ့တင်ထုတ်ပြန်လာပါတယ် တစ်ဖက်မှာတော့အဲ့လို KIA ကပြစ်ချလိုက်လို့စီရဟယင်ဒစီထိမှန်ပြတ်ကျသွားတာကိုအဲ့ဒီရဟယင်ပြတ်ကျတဲ့နေရာအတိတော်လန်ရေးတပ်တွေကတွားရောက်ပြီးတော့တပ်ပုံဗီဒီယိုမှတ်တမ်းတွေနဲ့တကွညင်းလို့မရအောင်ထုတ်ပြန်ထားသလိုအဲ့ဒီလေရင်ပြတ်ကျတဲ့နေရာမှာတည်းသူတို့စစ်တပ်ကလေရင်မောင်းတဲ့သူအရာရှိမျိုးထက်အောင်ဆိုသူရဲ့မသားအလောင်းကိုပါတော်လန်ရေးတပ်တွေကမှတ်တမ်းတွေနဲ့တကွအတိုင်းသားဖော်ပြထားကြပါတယ်အဲ့လိုဖော်ပြထားတဲ့ရုပ်သံမှတ်တမ်းတွေဟာလေလူမှုကွန်ရက်တွေမှာပြန့်နှံ့နေပြီမဲ့စစ်ကောင်စီကတော့သူတို့ရဲ့ထုံးစံအတိုင်း အဲ့ဒီပုံမှန်မျိုးမှာသူတို့စစ်တပ်ဘက်ကစစ်ရဟတ်ရင်တစည်းပြတ်ကျသွားတာဟာဆက်ချိုရွင်းမှုကြောင့်ပြတ်ကျတယ်ဆိုပြီးလိန်လဲတည်င်းထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီလိန်ရင်ပြတ်ကျတဲ့နေရာကိုသူတို့စစ်တပ်ဘက်ကသူတွေရောက်ရှိနေပြီဆိုပြီးတော့ပါစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပြောထားပေမယ့်တကယ်တကယ်မြေပြင်မှာတော့လိန်ရင်ပြတ်ကျတဲ့နေရာဟာ KIA တရင်9နယ်မြေထဲမှာဖြစ်တဲ့အတွက် KIPT ရဲ့တပ်တွေကတာအဲ့ဒီလိန်ရင်ပြတ်ကျတဲ့နေရာကိုရောက်ရှိသွားပြီးလိန်ရင်အပြက်စီးပုံတွေနဲ့လိန်ရင်မှုမျိုးထပ်အောင်စုတွေရဲ့မပါလောင်းပုံတွေကိုပါ မှတ်တမ်းသက်သေ final တော့ကတည်င်းထုတ်ပြန်နိုင်ခဲ့ပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲမြန်မာအိန္ဒိယနေဆမှာရှိတဲ့တမူးခိုင်ပကပအဖွဲ့ဝင်ရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့တဲ့အချက်လက်တွေစီစစ်တွေ့ရှိရတယ်လို့ NGO ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ဖြစ်စဉ်ကတော့မေလ၁၄ရက်နေ့ကစကိုင်းတိုင်းကမ္ဘာကြီးကျေးရွာအနီးမြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်မြန်မာပြည်ဘက်အချမ်းကယာယီစခန်းကို ရွှေပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမှုခရိုင်ပက္ခပရဲဘော်စေဦးစလုံးဟာစခန်းကနေပျောက်ဆုံးသွားပြီးတဲ့နောက်အိန္ဒိယနိုင်ငံနေဆက်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ SN Rafael တရင်တချန်ဒီခရိုင်မနီပူရပြည်နယ်ကနေမေလ16ရက်နေ့မှာရုံလောင်းဆယ်လောင်းကိုလွှဲပြောင်းလာတယ်ဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြေပြင်အခြေအနေစစ်ဆေးမှုတွေအစီရင်ခံစာတွေ့ရှိချက်တွေနဲ့ဆွေးနွေးတွေ့ရှိချက်တွေအရာဖြစ်စဉ်အမှန်ဟာ အိန္ဒိယနိုင်ငံမီဒီယာတွေကရေးသားဖော်ပြနေသလိုအိန္ဒိယစစ်တပ်နဲ့တမူခိုင်ပကဖရဲဘော်စေဦးဟာအိန္ဒိယနိုင်ငံဘက်အချက်မှာထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပြီးကြာဆုံးတာမဟုတ်ဘဲယာယီစခန်းရွှေပြောင်းမှုကိုတည်င်းကြုံတင်ပေးပို့ထားတဲ့ကြားကနေအိန္ဒိယစစ်တပ်ကအကြောင်းပြချက်မခိုင်လုံဘဲပကဖရဲဘော်စေဦးကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အကြောင်းစီစစ်တွေ့ရှိရတယ်လို့အန်ဂျီကနေထုတ်ပြန်ထားပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖြစ်ပွားခဲ့တဲ့မြေပြင်အသေးစိတ်အချက်အလက်တွေနဲ့အတူအိန္ဒိယအစိုးရဘက်ကနေအမှုမှန်ပေါ်ပေါက်ဖို့အတွက် ကင်တွဲဖြည့်ရှင်းပေးဖို့ NGO နိုင်ငံသားဝင်ကြီးဌာနကနေချိတ်ဆက်အတိပေးမေတ္တာရက်ခံတောင်းဆိုထားတယ်လို့လည်းဆိုပါတယ်အခုဖြစ်ပေါ်မှုဟာအိန္ဒိယနိုင်ငံအစိုးရရဲ့မူဝါဒသဘောထားယက်တိချက်တစုံတရာကိုကိုစားပြုတာမျိုးမဟုတ်ဘူးလို့လည်း NGO ဘက်ကနေယုံကြည်ထားခြင်းနဲ့အကြောင်း NGO အနေနဲ့အိန္ဒိချင်းနှစ်နိုင်ငံအကြားဆက်ဆံရေးကိုအလေးထားကြောင်းနဲ့အခုလိုထုတ်ပြန်ချက်ဟာလည်းမြန်မာပြည်သူတွေရဲ့စံနှုန်းသဘောထားဖြစ်တဲ့အတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်ဖို့ ိန္ဒိယနိုင်ငံအစိုးရအနေနဲ့အလေးထားကင်တွဲဖြည့်ရှင်းပေးဖို့ကိုပါတောင်းဆိုအပ်ပါတယ်လို့ NGO ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းတမိုးမျိုးနယ်ပန်းတာခြေရွာမှာတဆွဲထားတဲ့အချက်ဖက်စကောင်စီတက်ကိုတော်လိုင်းကြီးတက်တွေကဝင်ရောက်တက်ခတ်မှုအတွေ့စစ်ကောင်စီတပ်သား၂ဦးကတော့အတိအသေးသိကုန်ကြပြန်တယ်လို့ဇိုအာမီတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့မေလ၁၈ရက်နေ့ကပဲတမိုးမျိုးနယ်ပန်းတာခြေရွာမှာတဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးပြီးအကြောင်းမဲ့ရန်ကနေတဲ့အချိန်တော်လိုင်းတပ်တွေကပေါရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၂ဦးကတော့နေရမာတင်ပစ်လဲပြီးအတီးတီးတိတ်ကုန်ကြသလိုအဲ့ဒီစစ်သားမပါအလောင်းတွေကိုသူတို့စကန်ဘတ်အတိအတင်းဆွဲသွင်းသွားတယ်လို့လဲဇိုအာမီတပ်ဖွဲ့ကတုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်ဘာဟင်းချေရွာစတဲ့ကျောင်းအနီးကထမင်းဆိုင်ကိုအချက်ဖက်စစ်ကောင်စီတပ်ကလင်းနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့် ဆိုင်မာထမင်းဝင်စားနေတဲ့ PDF ရဲဘော်၄ဦးနဲ့ရတပီသူ၂ဦးတိတ်ဆုံးခဲ့ရတယ်လို့ We Left မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မြုန်နယ်မှာရှိတဲ့ဘာဟင်းကျေးရွာကိုဘာတိုက်ပွဲမှမရှိဘဲအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေရင်ကကျဲချလိုက်တဲ့ဘုံတိဟာဘာဟင်းကျေးရွာစာတင်ကျောင်းဤကထမင်းဆိုင်ပေါ်ကြက်ရောက်ပောက်ကွဲသွားမှုကြောင့် ဆိုင်ဘာထမင်းဝင်စားနေတဲ့ PDF ရဲဘော်၄ဦးနဲ့စိုက်ရှင်သားမိ၂ဦးတိတ်ဆုံးခဲ့ရတယ်လို့ဝီလက်မြိုင်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးမြို့မဟာအောင်မြင်းမြို့နယ်မှာမိုးရွာသွန်းပြီးတော့ငလင်တန်းကြောင့်ပြိုကျလူဆဲဆဲဖြစ်နေတဲ့အဆောက်အုံထပ်မံပြိုကျသွားတဲ့အတွက်ပြည်သူတွေဟာဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရပြန်တယ်လို့မန္တလေးလူမှုကွန်ရက်အသင်းအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့မေလ21ရက်နေ့မနက်အစောပိုင်း2နာရီကျော်လောက်မှာပဲ မန္တလေးမြို့မှာမိုးရွာသွန်းမှုကြောင့်မဟာအောင်မြင်မြို့နယ်89လမ်း36 39လမ်းပေါ်ကငလင်နံကြောင့်ပြိုကျလို့ဆဲဆဲဖြစ်နေတဲ့စောက်ဦးတစ်လုံးထပ်မံပြိုကျမှုဖြစ်သွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတွင်မန္တလေးမြို့မနီဆလာလူမှုကူညီရေးအဖွဲ့ကနေအနီးပတ်ဝန်းကျင်မှာရှိတဲ့လူနေအိမ်တွေကပြည်သူတွေနဲ့ပစ္စည်းတွေကိုဘေးလွတ်ရာကူညီကဲထုတ်ပြောင်းရွှေ့ပေးခဲ့ရပြန်တယ်လို့ပြိုကျသွားတဲ့တက်ကတော့လက်ရှိအချိန်ထိတကြိုးသုံးချောင်းနဲ့တင်းခံပြီးစောင်းစောင်းကြီးဖြစ်နေတုံးပဲလို့လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ Okay. Da ka lo yeung kit